မြန်မာပြည်ကဝင်ခွင့်မရခဲ့ပေမဲ့ငလင်ဒန်သင့်ဒေတာရင်းစီအကူအညီတွေအထူးရရောက်ပေးဖို့ခဲ့တဲ့ဒီဝပရိသတ်များအလုံးပဲမိင်္ဂလာပါဗျာ Agri Fight ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရင်မြန်မာနိုင်ငံရဲ့ငလင်ဘေးကိုရှေ့ဆုံးကနေတဒတအားကူညီပေးခဲ့တဲ့ MMA လက်ဝဲအကျော်မော်ရီတဲမောင်ဒီဝကိုလည်းခြံထားခဲ့လို့မရပါဘူးမြန်မာငလင်အတွက်ဂျိုရှွာဘန်အောင်လာအန်ဆန်တန်းစင်တွန်းနိုမင်းတို့ကတနိုင်တဲ့ဘက်ကကူညီခဲ့ကြလို့မြန်မာလက်ဝဲအလော့တန်ချန်ပီယံဟောင်းဒီဝကလည်းရှင်းဆုံးကနေပါဝင်ကူညီခဲ့ပါတယ်ဒီဝါကတော့မြန်မာငလင်စားဖြစ်ပြီးနောက်ရက်တင်ပါပဲလက်ရှိသူနေထိုင်ရာကမ္ဘောဒီးယားနိုင်ငံကနေ မြန်မာနိုင်ငံရဲ့ငလင်းထံတင့်ဒေသတွေဖြစ်တဲ့စကိုင်းမန္တလေးတို့ရဲ့မြေပြင်ထိဆင်းလာဖို့စူးစမ်းခဲ့ပါသေးတယ်။ဒါပေမဲ့မြန်မာပြည်ဝင်ကွင်းအတွက်သက်ဆိုင်ရာရဲ့ခွင့်ပြုချက်ကိုရက်တော်ကြာစောင့်ဆိုင်းရမှာရောငလင်းထံကြောင့်လေဆိပ်တွေပိတ်ထားတာတွေကြောင့်မြန်မာနိုင်ငံကိုလာခွင့်မရခဲ့ပါဘူး။ဒီဘက်ကတော့သူချစ်တဲ့မြန်မာပြည်အတွက်လက်မလျှော့ပဲအလုံဝင်ကောက်ခံတဲ့ကမ်ပိန်းတွေပြုလုပ်ခဲ့တယ်လို့လက်ရှိမှာလည်းငလင်းထံတင့်တဲ့ဒေသတွေအထင်အလုံဝင်အစားအသောက်နဲ့အရေးပေါ်လိုအပ်တဲ့ပစ္စည်းတွေကိုအရောက်ပို့ပေးသွားခဲ့ပါတယ်။ဒီဘက်ကတော့ငလင်းကြောင့်ဒုက္ခခံစားနေရတဲ့ပြည်သူတွေအတွက်အစားအသောက်အသုံးဆောင်တွေကိုကြီးထောက်ပံ့ခဲ့တယ်လို့ငလင်းကြောင့်ပြောကြားပြန်စီခဲ့ရတယ်။သာသနာအစောက်အုံတွေ အတွက်လည်းအနှုမွေတွေပေးအပ်ခဲ့တာပါမာဘီကိုကိုရိုင်းလာပြီးမြေပြင်ထိဆင်းကူညီခြင်းပဲအခွင့်မသာခဲ့တဲ့အဆုံးမှာတော့ဒီဝါကပြည်ပကနေပြီးတော့မြန်မာနိုင်ငံကအဖွဲ့အစည်းတွေနဲ့ချိန်ဆက်ပြီးချီရောက်တဲ့ကူညီမှုတွေလှူဒန်းမှုတွေကိုပြုလုပ်သွားခဲ့တာပါပြီးခဲ့တဲ့မက်ချ်လာ28ရက်နေ့တုန်းကအင်အား9.9ရေစာစကင်းရှိတဲ့ငလင်ကြီးအောင်မြန်မာနိုင်ငံအလဲဘိုးကိုအဓိကပြစ်မှတ်ထားပြီးလုပ်ခဲ့ခဲ့ပါတယ် မန္တလေးစကိုင်းနေပြီးတော့ပြင်မာဆားရဲ့ဒေသတွေကကလင်းတန်းကိုအလူးနဲ့ခံခဲ့ရပြီးတော့အသက်သိဆုံးမှုတွေ၊အုံအိမ်တိုက်တာပြင်ဆင်မှုတွေအများပြားရှိလာခဲ့တာပါ။ဒီဝါကတော့မြန်မာနိုင်ငံကိုချစ်တဲ့အာတင်ထားကြပါဆိုတဲ့စာသားနဲ့တူသူ့ရဲ့ကိုင်ကြီးလူလမ်းမှုတွေကိုဆိုရှယ်မီဒီယာကနေဖော်ပြလာခဲ့တာပါ။ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။ USC One Championship နဲ့လက်ဝဲအကြောင်းအရာတွေကိုစုံစုံလင်းလင်းတင်ဆက်ပေးနေတဲ့ Agree Martial Sport Channel လေးကို Like and Follow လုပ်ထားပြီးဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါရခင်ဗျာ။